်းကိုထိခိုက်ပြီးသူမြန်းရမယ်လို့ကိုငါကဖြတ်ခုတ်ပြီးတော့ဇွတ်ယူထားတဲ့ဒီလုပ်ငန်းမျိုးငါမလုပ်သင့်ဘူးဆိုဓမ္မကပြန်ထိမ့်ပေးရဒေါသတွေခဏခဏထွက်တယ်ဆိုရင်လည်းငါဒေါသထွက်တဲ့အတွက်ကြောင့်ငါလည်းပူတယ်နဘေးပတ်ဝန်းကျင်လည်းပူတယ်ဒီဒေါသကိုငါပြန်ပြီးသိမ့်ထားမှရမယ်ဆိုတာဘာနဲ့အုပ်အုပ်ပေးရလဲတရားဓမ္မနဲ့အုပ်အုပ်ပေးရတယ်တနည်းအားဖြင့်ပြောရင်ဘာသာရေးနဲ့အုပ်ပေးရတယ်ဘာနဲ့အုပ်ပေးရလဲ အဲ့ဒါဘာသာရေးကအခုတော်မျိုးတရားနာကြမှုမရှိတဲ့ပုဂ္ဂိုလ်ကြတော့ကဲဥပ္ပယရှိသေးလားဓမ္မကပြောင်းနေလောဘကြီးရင်ဆက်ကြီးသွားတယ်ဒေါသကြီးရင်ဆက်ပြီးတော့ကြီးသွားတယ်မမနာကြီးရင်ဆက်ပြီးတော့ကြီးသွားတယ်အဲ့ဒါဘာရဲ့ပြစ်ချက်လဲပြောရင်တရားမနာခြင်းရဲ့အပြစ်ပဲဘာရဲ့အပြစ်လဲတရားမနာခြင်းရဲ့အပြစ်ဖြေသေးရှိသေးလားမရှိတော့ဘူးအစိတ်ကတောက်ပြီးသားဖြစ်နေတော့သွားပြီဖြေသေးမရှိတော့နော် အဲ့ဒါကြောင့်မို့လောကမှာနေတဲ့အခါကျတော့ဘာလေးဒီအရေးကြီးတယ်လဲပြောရင်စိတ်ဓာတ်လေးဖြူဖို့ရအရေးကြီးပါတယ်ဘာလေးအရေးကြီးလဲဟန်ဆောင်နေတဲ့အပြုံးနေနော်ဟန်ဆောင်နေတဲ့ဇကားတွေဟန်ဆောင်နေတဲ့ဒီမျက်နာဒီရေရှည်နေနိုင်ရလားမနေနိုင်ဘူးအဲ့ဓာရီရဲ့နောက်မှာသူ့ရဲ့မူရင်းပုံတွေပေါ်မလာဘူးလားပေါ်လာတယ်ကြားလိုက်အဲ့ဒါဘလူးရုပ်ထွက်လာတာပဲထွက်မလာဘူးလား ထွက်လာတတ်တယ်အဲ့ဒါကြောင့်မို့လောကထဲမှာနေတဲ့အခါဘာအရေးကြီးတယ်လဲပြောရင်စိတ်ထားဖြူစင်မှုအရေးကြီးတယ်ဘာလဲအရေးကြီးလဲစိတ်ထားဖြူစင်မှုရာအရေးကြီးတယ်တကယ်လို့စိတ်ထားလေးမဖြူတော့မဖြူတဲ့အတွက်ကြောင့်ကောင်းသိင်းပြီးတော့ကြီးလိုက်လို့တယောက်ရဲ့စိတ်ထားတယောက်သိသွားရင်ကဲခွာပြဲမသွားဘူးလားခွာပြဲသွားတယ်ပေါင်းလို့မရတော့ဘူးမခေါ်နိုင်မပြောနိုင်အစင်းကြီးရောက်မသွားဘူးလား အေးအဲ့လိုဖြစ်သွားတယ်3နဲ့4လို့ဖြစ်သွားတာဘာနဲ့ပါတယ်လဲ3နဲ့4ကဘလို့နေအဲကြောချင်းကအဲ့ဒါမျိုးဖြစ်သွားတဲ့တည်းဟောလာအဲ့ဒီပုံစံမျိုးမဖြစ်စေရဘူးအဲ့ဒါမျိုးဖြစ်ရင်သူ့ရဲ့ဘဝသူ့ကိုယ်တိုင်ပြန်စဉ်းစားကြည့်ရင်လည်းပဲအထင်သေးစေရနဗေးကပုံကူများကကြည့်ရင်လည်းပဲဘာဖြစ်လဲအထင်သေးစေရအဲ့ဒါမျိုးတိုက်တွန်းနေတာကစိတ်တက်အောက်တန်းမကြဘူးရင်မကြည့်ဘူးလား ေးအဲ့ဒါကြောင့်မို့အခုလောကလူအထင်သေးခံရတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိလဲနှစ်ယောက်ရှိသွားတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးလဲအာဖြည့်သက်နှစ်ယောက်ကြီးသေးမေ့မပြင်းနဲ့ဟုတ်လားနော်တစ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲပေကံစွန်ကျဲပြီးတော့ကြွားဝါတတ်တဲ့ပုဂ္ဂိုလ်တဲ့ပြောကြည့်ပါဦးမာရတယ်ကောင်းကဟုတ်လားအာယုံလေးစိုက်တာဟုတ်လားနော်တမာရီလေးပေးတာ တို့တော့မေးလောက်ပါဘူးရှေးရလူတော့ဖြေလောက်ပါတယ်ငါတို့မဖြေလဲဘာမှဖြေလောက်ပါဘူးဆိုတို့ရှေးရလူကတော့ဖြေလောက်ပါတယ်ဆိုကြတော့ပလင်းနဲ့ဖုံးကြီးပဲကြံဟုတ်လားနော်တယောက်နဲ့တယောက်တွတ်တွတ်လာရတာဟိုနောက်ချီရနေစပြီးတော့အော်သူတော့ဖြေလောက်ပါတယ်ဟိုရှေးရလူဖြေလောက်ပါတယ်ရှေးရလူဖြေလောက်ပါဆိုဒါနဲ့ပဲမေးတဲ့ဖုံးကြီးကဘယ်နှပါးရှိလဲနှစ်ပါးပါနော်တိကဘာတယ်လို့ဆိုငြိမ့်နေရတယ်အော်ကြွားဝါတဲ့ပုဂ္ဂိုလ်ကိုယ့်အကူပြန်ဖြေနေရတာဟုတ်လားနော် เอ๊ะอะนิดกูไล่ไปแล้วជីไล่ยินบลูปกกูမျိုးเลยสอนิดก็บลูปกกูแหละป้องជីไล่ลุสိတ်แต่မကောင်းဘူးလို့อติอမတ်ပြုခံလဲရတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဆိုလောကကလူအထင်မသေးဘူးလားနေအဲ့ဒါနံပါတ်နောက်3ခုမြောက်ပုဂ္ဂိုလ်ကအယုံလွယ်တဲ့ပုဂ္ဂိုလ်တဲ့ပြည့်တည်ပါတယ်လေအယုံလွယ်တဲ့ပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တယ်လဲ အယုံလွယ်တယ်ဆိုတာကနော် သူနန်းနီးတဲ့ပုဂ္ဂိုလ်တယောက်ကဝင်ပြီးတော့သူ့ဝင်ပြောသွားလဲမင်းဒီလိုကဟိုကောင်ကမကောင်ဘူးမင်းဟိုကောင်ကမင်းအကြောင်းနေပြောနေဟုတ်လားဆိုဘာမှတော့ तू ကဟိုကကောင်းကောင်းမစည်းယုံလေရသေးဘူးနော်ယုံနေပြီဟုတ်လားနော်တယောက်စီသွားလိုက်လဲပဲဒီလိုပဲမင်းဟိုကောင်ကပြောနေတာဘလို့တဲ့ပါယုံလာပြန်ပြီဟိုဘက်သွားလိုက်လဲပဲ तू ကယုံလာပြန်ပြီအယုံနေလွယ်မနေဘူးလားအဲ့ဒါမျိုးပုံကိုဆိုရင် လောကကဘာဖြစ်တယ်လဲ အထင်အမြင်သေးတဲ့တဲ့အယုံလွဲသူကိုလူတွေကလေးစားရလားမလေးစားဘူးအယုံလွဲတယ်ဆိုတာကသူကိုယ်တိုင်ဘာမရှိတာလဲလို့ပြောရင်ပညာဉာဏ်မရှိတာဘာမရှိတာလဲအေးပညာဉာဏ်အတယ်ဆိုတာကလည်းပဲဘာကြိုက်ရင်လူကအသွားလဲပြောရင်စာမဖတ်ရင်အတယ်တယ်ဟုတ်လားဘာလဲတော့စာမဖတ်ရင်အတယ်တယ်တရားမနာရင် အသွားတဲ့ဟုတ်လားတရားကလည်းမနာဘူးစာကလည်းပဲမဖတ်ဘူးလောကကဘုသူတ္တကိုလည်းပဲကိုကရလာတဲ့ဘုသူတ္တကိုလက်ခံကျင့်သုံးမှုမရှိဘူးရဲ့လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကအယုံမလွယ်ဘူးလားဗုဒ္ဓရဲ့နိလန်းကြယုံဆိုတဲ့အပိုင်းမှာဖရာကဘယ်နှမျိုးကိုယုံခိုင်းလဲ၅မျိုးကိုယုံခိုင်းတာဘယ်နှမျိုးကိုယုံခိုင်းလဲယုံဆိုတဲ့အပိုင်းမှာဖရာကိုယုံမှာဘာလဲတော့တရားကိုယုံမှာ သံဃာကိုယုံမှာကံကိုယုံမှာကံရဲ့အကျိုးတရားကိုယုံမှာတဲ့ဘယ်နှမျိုးယုံရမလဲဘာတွေကိုယုံရမလဲအဲအဲ့ဒါ၅မျိုးကိုယုံတဲ့ဘယ်နှမျိုးကိုယုံရမလဲအဲ့ဒါမဲ့ဗေဒင်ပါလားယုံသလားမယုံဘူးလားယုံနေအဲ့ဒါမဲ့နတ်ပါလား ယုံသလားမယုံဘူးလားအဲ့ဒါမဲ့အကြမြင်ဆရာပါလားအေးမပေါ့ယုံသလားမယုံဘူးလားယုံတာပဲအဲ့ဒါမဲ့ဘိုးတော်တွေဘွားတော်တွေပါလားမပေါ့အဲ့ဒါတွေကဟိုနောက်ကအစ်စ်တောင်းပြီးယုံထားတာဟုတ်လားနော်မူရင်းကတော့ဘယ်နှမျိုးယုံခိုင်းလဲမူရင်းကတော့ငါးမျိုးပဲယုံခိုင်းတာဖရာကိုယုံတရားကိုယုံသံဃာကိုယုံကိုလှုပ်တဲ့ကံကိုယုံ ီကံကနေပေါ်ထွက်လာမယ်အကျိုးတရားကိုယုံဘေးရင်ကိုဘဝကို ပုံအပ်ပါပါလားနဂရောကိုဘဝပုံအပ်ပါပါလားမပါဘူးဟုတ်လားဘိုးတော်ဘွားတော်များကိုဘဝပုံအပ်ပါပါလားအကြမ်းမြင့်ဆရာစီကိုဘဝပုံအပ်ပါပါလားအေးတို့ဘုရားဘာသာများဆင်းရဲနေခြင်းဒီနောက်၅မျိုးကြောင့်ဟုတ်လားနော်ဘယ်၅မျိုးကြောင့်လဲရှင်း၅မျိုးကြတော့အရေးကြီးတယ်မထင်နောက်၅မျိုးကအရေးကြီးနေတာဟုတ်လားနော် အိမ်မှာသွားပြီးတော့ကြည်လိုက်ရင်နတ်အုံးလေးတွေဆွဲထားတာမရှိဘူးလားနတ်အုံး6မှာမကြောက်ဘူးလားဘာလို့ကြောက်တာဘာကင်မှာသွေးလို့လဲอืมနတ်ကင်နာတွေ့ဘူးလားဟုတ်လားအေးနတ်ကင်နာတွေ့ဘူးကျင်တော့တောင်ပြုံးကြွဟုတ်လားနော်လူစီစီဆိုရင်အဲ့ဒါနက်ကင်နဲ့တည်းသွားမလုံးနဲ့ဟုတ်လားနော်အေးအဲ့ဒါနက်ကင်နဲ့ကင်နဲ့ဆိုပြီးတော့ဒီဟာနဲ့ပဲနက်ကင်သာလဲတွေ့ဘူးလား မတွေ့ဘူးနဲ့ဘာကိုယုံပြီးတော့နက်ကင်တယ်လို့လက်ခံထားလဲအဲဟုတ်တယ်ဒါအမှန်ပဲနဂရာပြောတာကိုယုံတာပဲနော်အဲကြတော့နဂရောကိုကြတော့ကိုကဆရာကြီးပုံစံမျိုးနဲ့တင်မထားဘူးလားတင်ထားတယ်အဲကြတော့သူ့ရဲ့အသိဉာဏ်ရှိမရှိကိုကိုယ်တိုင်ကဲခတ်လို့မရဘူးလားဒါပေမဲ့အဲ့လိုအကဲကတ်ထက်ဖို့ရာကြတော့တရားနာထားမှရတာစာအုပ်ဖတ်ထားမှရတာ တရားလည်းမနာဘူးစောက်ကလည်းဖတ်မထားဘူးဆိုရင် သူမြန်းကပြောလိုက်ဟာဟိုနားမှာအကြမ်းမြင်ဆရာပေါ်လာတယ်ဟာဟုတ်လားလုံစမ်းမောင်ဟာလုံစမ်းမောင်ဟာဘုရားဘာသာမဖြစ်ဘူးလားအကြမ်းမြင်ဆိုတာဘာပြောကိုလည်းပဲအကြမ်းမြင်ရတယ်မရဘူးလားချို့အကြမ်းမြင်နေတဲ့အတွက်ကြောင့်မို့နကြက်တတ်တာရှိတယ်တချို့ကကျတော့ဘာတတ်တာရှိလဲမျက်မှန်တတ်တာရှိတယ်အဲ့ဒါအကြမ်းမြင်နေတဲ့လူနော်အကြမ်းမြင်တန်နေတဲ့ပုဂ္ဂိုလ်ကဒါတွေလူရဲ့လား ကိုလည်းမြင်နေတာပဲကြားမနေဘူးလားကိုလည်းပဲကြားပြီကိုလည်းပဲမြင်နေတာဒါကိုပဲအကြအမြင်တစ်ခါသွားပြီးတော့လူကလိုက်စားမနေဘူးလားအဲ့ဒါကြောင့်ဘုရားဘာသာဆင်းရဲတာပြည့်တဲ့အဲ့ဒါမျိုး ရောင်တောင်တောင်ဘုရားဘာသာကြောင်တောင်တောင်ဘုရားဘာသာမဖြစ်စေရဘူးစစ်မှန်တဲ့ဘုရားဘာသာပဲဖြစ်စေရဘာပဲဖြစ်ရမလဲကိုကဘုရားဘာသာတယောက်ဖြစ်တယ်ဆိုဟောပေးစရာကမ်းစရာတွေ ကြောင်တောင်တောင်ဘုရားဘာသာမဖြစ်เสียရဘူးစစ်မှန်တဲ့ဘုရားဘာသာပဲဖြစ်เสียရဘာပဲဖြစ်ရမလဲဘုရားဘုရားဘာသာတယောက်ဖြစ်တယ်ဆိုဟောပေးเสียကန်းเสียတွေကတော်ပေါ်တယ်ဟုတ်လားယရနာသုံးပါးဖျားနဲ့ပတ်သက်လို့လူရာမရှိဘူးလားဟောဘုရားငွေကအဲ့တော့လဲသုံးရတယ်တရားနဲ့ပတ်သက်လို့လူရာမရှိဘူးလားရှိတယ်နောက်တော့ကတန်ခါနဲ့ပတ်သက်လို့လူရာမရှိဘူးလားရှိတယ်အဲ့ကြတော့ဖျားအတွက်ဂုံတယ်တရားအတွက်ဂုံတယ်တန်ခါအတွက်ဂုံတယ် ဒါကမူရင်ဂုံရမယ်ဟာနော်ကိုအမျိုးကိုဘာသာကိုသာသနာ ရေရှည်တည်ဖို့ရတယ်ဂုံတာဟိုအကြတော့ကဲအုံးသွားပြီးတော့ဆွဲတယ်နက်ကတော့သွားပြီးတော့ကဲနက်ဘူးခိုင်းပြီးမေးခိုင်းကြည့်တယ်နက်ကတော့ကနေပြီးတော့ဟာဘလို့ပါတဲ့ဘာလက်တွေပါရရမ်းပြီးတော့လှုပ်လိုက်ရင်လန့်ပြီးတော့ဟာဒီလိုမှမလို့ငါတို့သေမှန်နဲ့တူတယ်မယုံဘူးလားခရကြအဲ့လောက်ယုံလားခရအဲ့လောက်ယုံလားမယုံဘူးသေကြတယ်ဟုတ်လားနော်ဖယားနန်းသွားကြည့်မယုံတဲ့လူတော်ဘောပါနော် တရားဟောလိုက်တယ်ပြီးသွားပြီးသွားတာပဲဘဝထဲမှာထည့်သုံးလားလက်တွေ့အကောင့်ထဲဖော်လားဟိုကနတ်ကတော်ကပြောလိုက်တာကြတော့အကောင့်ထဲဖော်တယ်မင်းတို့နတ်ပြန်ကြတော့နော်နတ်အုံး၆နေတယ်ဆွဲဆိုရင်မရှိရှိရှိတာနဲ့ကြံဖန်ပြီးနတ်အုံးကြတော့ဈေးထဲသွားဝယ်ဟာမင်းကြွက်မိလျက်တန်းနေရမှာနော်ကျူးလို့မရဘူးဟုတ်လားအော်ဒါမျိုးတွေမရှိဘူးလားရှိတယ်အော်အုံးကိုဆိုနေရပဲအသံမပြောသေးရလဲပဲအသံအဲကြတော့အသံလေးတွေကိုဝယ်ပြီးတော့မရှိမဲ့ရှိမဲ့နဲ့မတင်ဘူးလား မွဲတာလည်းမပြောနဲ့ပုံမွဲမှာပဲဟုတ်လားအဲ့ကြတော့အတိညာရှိလို့လားမရှိလို့လားမရှိလို့အဲ့လိုဖြစ်နေတာဟုတ်လားနော်အဲ့ဒါမျိုးဘုရားဘာသာတွေဖြစ်တဲ့လားမဖြစ်တဲ့ဘူးအဲ့ဒါကြောင့်မို့သူမြန်းကိုဘဝပုံမှန်နဲ့ဖះပြောတဲ့အချက်၅ချက်ကလေးသာယုံဘယ်နှချက်ကိုယုံရမလဲဖះကိုယုံပါတဲ့တရားကိုယုံပါသံဃာကိုယုံပါကံကိုယုံပါ ကဲဖရာကိုဘလို့ယုံအဲ့လိုဆိုတော့ဖရာဘလို့ယုံဖရာလည်းယုံတယ်မာတချို့ကဖရာမယုံတဲ့ဘုရားနဲ့ထိုင်ပြီးနော်ဖရာဝိတ္တတလေးကနင်းနေပဲသူကသူဩကာသဩကာသဓမင်းဦးလေးသွားကြည့်လိုက်အာကာယကံဝစီကံမနောကံကလေးထနိုးလိုက်ဟုတ်လားနော်ဟိုဘက်ကသူ့အစဆုံးနေမရှိတော့ဟိုဘက်လေးအလုံးလေးထတော့လိုက်ဒီဘက်လေးထပြီးအလုံးလုံးလိုက်ပြီးသွားတဲ့ကဆူတောင်းငန်းကြမှာပဲအကျေကြီးတပည့်တော်ယောက်ျားဖြီးထွက်သွားတာဟို ဘိမတိယမခပြန်ရောက်ပါစေဖုရားအယောင်းဝဲသွားလုတာလေးကအဆင်ပြေပါစေဖုရားဒီဟာကြမှာပဲအာယုံရတော့တာဖုရားကြတော့အာယုံရလားခုမဲ့တကယ်အာယုံပြုတ်ပြီးတော့ဖုရားဝတ်တဲ့ရမယ်ကြတော့ဟိုဘက်ထလှုပ်လိုက်တပြည့်စည်းလေးထလဲလိုက်ဟိုဟာလေးကောက်လှုပ်လိုက်ဒါလေးကောက်လှုပ်လိုက်ဆူတောင်းငန်းကြမှာပဲအာယုံရရလေးနဲ့ဆူတောင်းနေတယ်ကြည်ပါမလားလုံးဝမပြေဘူးလို့မှတ်ဟုတ်လားကြည်ပါမလားအဲ့ဒါမျိုးလှုပ်လို့မရဘူးဖုရားကိုအဲ့ဒါမျိုးလှုပ်လို့ရလား မရဘူးဖျားနှမ်းမှာထိုင်ရင်စနစ်တကျလေးထိုင်ဝိချတဲ့ကလည်းစနစ်တကျဝိချကြည့်လိုက်ရင်တော်တော်များများကပစိန်ပေါက်နေတာလားအောင်းမရတယ်။ဘာတွေလုံးဟာဟိုကလှုပ်နေတာနော်။သူကလက်ကပဲအောက်ချထားပြီးတော့လက်ကမလှုပ်တော့ခေါင်းပဲသုံးတာနော်။ဘာတော်ပုတ်တင်ညို့လို့ဖြစ်နေတာနော်။အဲ့ဒါမျိုးဖျားဝိတတ်တာဟိုဖျားဝိချတာမရှိဘူးလား။တချို့ကကျတော့တမျိုးပဲခေါင်းကတော့တဲထားပြီးလက်လေးကတမျိုးလေးလှုပ်ဟုတ်လားနော်။ သူကထီချင်းကြီး၅ပါးကထီချင်းကြီးတပါးထဲနဲ့တင်အလုပ်လုပ်ဘယ်နှပါးနဲ့လုပ်လို့ဒီလက်လေးတစ်ခုပဲထီချင်းကြီးတပါးရှိတာဘယ်နှပါးကြံနေတယ်၄ပါးကြံနေတာဖះဝှေ့ချတာကတပါးလားဘယ်နှပါးနဲ့ဝှေ့ချ၅ပါးနဲ့ဝှေ့ချမှာအကျိုးမပေးတာလည်းမပြောနဲ့ဝှေ့ချတာကပုံသဏ်ဟုတ်လားအဲအဲ့ဒါတွေပြင်ပေးရမယ်ဒီလိုလေးပြင်လိုက်တာကငွေကုန်သလား ငွေမကုန်ဘူးဟောလားနော်ကိုယ့်ကိုပြင်လိုက်တာနဲ့တပြိုင်နဲ့ယူသိမှုဃာရဝါလေးကြာကြာနာနာဖြစ်ပြီးတော့ဖះကိုတိတိချာချာကြည့်ပြီးတော့ဩနော်မျက်နှာတော်ကိုတခြားကြည့်သူ့ရဲ့တည်ကြည်နေတဲ့အဲ့ဒီမျက်နှာတော်လေးနော်အောက်ကိုမျက်လွှာလေးချထားတဲ့ဖះပုံတော်လေးကိုကြည့်ပြီးတော့စိတ်တက်ကကြည်လင်သွားရမယ်ပြည့်တဲ့ဘာဖြစ်သွားမလဲကြည်လင်သွားရမယ်ကြည်လင်သွားလိုက်လို့ရှိရင်ဟောစိတ်ကြည်တာနဲ့တပြိုင်နဲ့အတွေးတွေမကြည်ဘူးလား အတွေးတွေကြီးတယ်အကြံတွေကြီးလာတယ်အကြံတွေမှန်လာတယ်လုံရင်လည်းပဲအမှန်ပဲပြောရင်လည်းပဲအမှန်ပဲအဲ့ဒါဒီဘုဇူကပေးလိုက်တာလည်းပဲဖယားကပေးလိုက်တာဘုဇူကပေးလိုက်တာလေအဲ့ဒါမျိုးယုံရမယ်ဟုတ်လားနော်တချို့ကဖယားနဲ့မရောက်ဘူးဓမ္မယုံမှာရက်ွက်မှာဓမ္မယုံရှိပြီမယ်အဲ့ဒီတည်းမရောက်ဒါပေမဲ့ဘေးရင်ဆရာကနေပြီးတော့ဟောပြောလိုက်ရင်တော့မင်းတို့ဖယားသွားပြီးတော့ဒဂွန်ကုတ်ကားလေးဘယ်နှခုသွားပြီးတော့လှူလိုက်အောင်ဟိုငါပြောကဟိုဘလောက်နဲ့ဟော သူကနေပြီးတော့အမိန့်ချမှတ်လိုက်ရင်တော့ဖရမရောက်ဘူးလား အကျိုးပေးမယ်ထင်လားကိုကိုတိုင်ကိုစိတ်တဲ့နဲ့မှမဟုတ်တာဗေဒင်ဆရာကဖရထိတ်ကရောက်နော်ဗေဒင်ဆရာကထိတ်ကဖရကအောက်ကဗေဒင်ဆရာကသာဒီလိုလမ်းညွှန်မှုမပေးလိုက်ရင်ဖရတဲ့ရောက်သေးလားအဲ့ကြတော့သူကဗေဒင်ဆရာနဲ့ဖရနဲ့ဆိုရင်ဘယ်သူ့ကိုပို့ပြီးအလေးပေးနေလဲအဲ့ဒါမျိုးလုံနေသမျှကြီးပွားနိုင်ရဲ့လား မကြီးပွားနိုင်ဘူးလို့မအဲ့ဒါကြောင့်မို့ဖရာကိုယုံတဲ့ရမယ်သံဃာဟောတရားကိုယုံတဲ့ရမယ်တရားကိုဘာလို့ရမလဲတရားကိုဘလို့ယုံမလဲပြောရင်လမ်းညွန်အနေနဲ့နော်လမ်းပြဘဝရဲ့လမ်းပြလမ်းညွန်အနေနဲ့ယုံရဘလို့ယုံရမလဲဘဝရဲ့လမ်းပြလမ်းညွန်ကဲတရားကိုကြည့်ကြည့်လိုက်တို့မင်္ဂလာတုတ်ထဲမှာနော်ပထမအဆုံးဘာရှိလို့ဆိုရင်ဘာလေးရှိလို့မင်္ဂလာတုတ်ထဲဘာလေးရှိလဲ အသေးဝနာစဘာလနံဘာပြောတော့အသေးဝနာစဘာလနံလူမိုက်ကိုမပေါင်းနဲ့တဲ့အဲ့ဒါဘဝလမ်းညွန်ပဲဟုတ်လားနော်အဲ့ဒါတရားတော်ကဘဝလမ်းညွန်ပေးလိုက်တယ်လူမိုက်ကိုမပေါင်းမပေါင်းပါနဲ့တဲ့ပန္နိတန်နိစသေဝနာတဲ့ဘုရားကပညာရှိကြပါလို့ပါအေးပညာရှိကြတော့မိဝဲပါသိကပ်ပါတဲ့အဲ့ဒါဒီဘာလဲပြောရင်ဘဝလမ်းညွန်နေပဲအဲ့ဒါကြောင့်လူမိုက်မပေါင်းနဲ့ဟော လူမိုက်ဆိုတာက တို့ဟိုကင်ထားမှတို့တကယ်မိုက်နေတာမဟုတ်ဘူးနော်တခုခုလက်နဲ့တည်းကင်ထားမှမိုက်နေတာမဟုတ်ဘူးလောကမှာအချင်းချင်းဆက်ဆံတဲ့အပိုင်းမှာလည်းပဲလူမိုက်တွေမရှိဘူးလားရှိတယ်ယဉ်ယဉ်လေးနဲ့မိုက်နိုင်လည်းပဲမရှိဘူးလားအဲပထမကဲလောကထဲမှာလိုက်ပြီးတော့ကြည့်မတောက်တတ်တဲ့ပုဂ္ဂိုလ်ပေါ့နော်ပထမမတောက်တတ်ဘူးဒါနဲ့ပဲရက်ွက်တဲ့ရှိတဲ့ကောင်တောက်တတ်တဲ့လူကနေမင်းလှုပ်ဆမ်းမှာကွာမြည်ကြည့်တယ်မှာမင်းရစ်တစ်တစ်လေးနဲ့နေကောင်းတယ် ပထမတော့ယင်လေးနည်းနည်းပူခြင်းပူမယ်မင်းပြီးသွားရင်အရှိန်ရသွားရင်တေကောဟောဒါမျိုးလေးဖြည်းဖြည်းနဲ့ဆွဲရင်ဆွဲရင်နဲ့တင်အဲ့ဒါအတိဝနာစဘာလို့ဖြစ်လဲဘာလနံအတိဝနာစဘာလနံကဖယားကကြတော့မပေါင်းနဲ့ဒါပေမဲ့ကိုကဘာဖြစ်နေလဲပေါင်းနေတာအဲ့ဒါဖယားစကားနာထောင်းတာလားမထောင်းတာလားမထောင်းတာဆင်းရတာလဲနေသေးတာဟုတ်လားနော်အဲ့ဒါမျိုးကဖယားပြောထားတာကဘဝလမ်းညွန်နေပဲမကောင်းတဲ့ပုဂ္ဂိုလ်ဆိုမပေါင်းပါနဲ့ ပညာရှိဖြစ်တဲ့ပုဂ္ဂိုလ်ဆိုရင်ပေါင်းသင်းပါလို့ဖះမပြောဘူးလားအားကြောင့်မို့တရားကိုကြတော့ဘလို့အနေနဲ့ယုံကြည်ရမလဲပြောရင်ဘဝလမ်းညွန်အနေနဲ့ယုံရမယ်ဘာအနေနဲ့ယုံရမလဲဖះကိုကြတော့ကျေးဇူးရှင်ဆရာအနေနဲ့ယုံရမယ်ဖះကိုကြဘလို့ယုံရမလဲဖះကိုကြတော့ကျေးဇူးရှင်ဆရာအနေနဲ့ယုံကြည်ရမယ်တရားကိုကြတော့ဘဝလမ်းညွန်အနေနဲ့ယုံရမယ် သံဃာကြတော့အဲ့ဒီဖျားနဲ့အဲ့ဒီတရားမပြောက်အောင်စောင့်ထိန်သူ အနေနဲ့ယုံရမယ်ဟုတ်လားသံဃာကိုဘယ်လုံးယုံရမလဲဖျားနဲ့တရားပြောက်မတော်ဘူးသူထိန်နေလေသံဃာထိန်နေတာဗောဟုတ်လားသံဃာကသာဖျားကိုမထိန်ရင်သံဃာကသာတရားကိုမထိန်ရင်ဒုသူတော်စင်များဖျားနဲ့တရားနဲ့တွေ့ခွင့်ရသေးလားမရတော့အဲဒါကြောင့်မို့ယရနာ၃ပါးကိုအဲ့လိုရိုးရိုးရှင်းရှင်းလေးယုံကြည်ရင်မရှင်းဘူးလား အေးဘယုတ်ဒုက္ခတွေဘာမှမပါတဲ့ဘုရားဘာသာဖြစ်တယ်မူလားဖြစ်တယ်နဲ့အဲ့ဒါကြောင့်မို့လောကမှာလိုက်ကြည့်အယုံအကြည်မြန်လွန်းရင်အယုံလွယ်တဲ့ပုံကိုဆိုရင်လေလောကကလူတွေကဘာဖြစ်တတ်လဲဘယ်နှဥ်ရသွားပြီလဲတစ်ပါတယ်လေအဲနှစ်ပါတယ်လေဟွန်း ပေါ့ပေါ့ပေါ့နေဘာဖြစ်တော့ဟမ်တိုးရွာဟိုပေါ့ပေါ့လော်နေတဲ့အတိုင်းပဲပေါ့ပေါ့လော်တာတွေ့ဘူးလားဟမ်ပေါ့ပေါ့လော်တာကညီလားဘာလို့မညီရဟမ်အဲကြတော့မီးနံအတွေ့များတဲ့ဟာကြတော့ဒိုင်ဒိုင်ဒိုင်နဲ့အရင်ပေါက်သွားရတယ်ဘိုးဘကအီလေးလေးဟာကြတော့တော့နဲ့မပေါက်ဘူးဒီမဲ့လည်းပဲကြက်ကြနနနာထားတဲ့လူကတော့ဘာဖြစ်သွားလဲတန့်ဖြေသွားနော်အီလေးလေးဖြစ်တဲ့လူကနောက်ကလိုက်နိုင်လား မလိုက်နဲ့ဘယ်လိုပြောလဲရကောင်းမလို့ငါသိတော့သိတယ်လို့လို့တော့ရှိတယ်ဟောအဲ့လိုဖြစ်သွားတယ်ဟုတ်လားနော်အဲပေါက်ပေါက်ညီဖို့ရတော့ကမီးဟုတ်လားသိချထိုးပြီနဲ့ညီအောင်ထိုးပြီနေတာနော်ဒီလူဒန်းပြီးတော့ကြွားဝါတတ်တဲ့ပုဂ္ဂိုလ်တဲ့နှစ်ကပါတယ်လေပေါင်းကြည့်ပြီးမှစိတ်ကမကောင်းဘူးလို့အတိအမှတ်ပြုခံလိုက်ရတဲ့ပုဂ္ဂိုလ်တဲ့နောက်တစ်ခုကနံပါတ်3ကအယုံလွယ်တဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်တဲ့လဲဟွန်းအယုံလွယ်တဲ့ပုဂ္ဂိုလ်တဲ့ တို့ညံဆိုတာကလည်းပဲကျင့်ပြီးမှရတာဟုတ်လားနော်လူတိုင်းလူတိုင်းတို့ဘုရားဘာသာမြန်မာလူမျိုးမြန်မာလူမျိုးပဲပြောနော်မြန်မာလူမျိုးရဲ့အကြီးအသေးတည်နော်ဒီအာရှမှာတစ်ပြေးတယ်ကြီးတယ်နော်မတုံးတဲ့အတွက်ကြောင့်အကြီးသေးတွေကဘာဖြစ်ကုန်တာလဲညံကုန်တာကိုကိုကိုဒါဟုတ်လားနော်ဒါထက်ထက်ရခြင်း